ားလုံးမင်္ဂလာပါကျွန်တော်ပေါ်မွေးလေးတင်ပေးမယ်ပေါ့နော်ပြီးခဲ့တဲ့ရှစ်ကိုလေးတုန်းကတော့ကျွန်တော်အားဆိုပြီးရှစ်ကိုလေးတကွက်ပေါ့တပတ်တကွက်ပေါ်မွေးရှစ်ကိုရှစ်တွဲနေဆိုပြီးတော့အောင်းသွားတယ်ပေါ့နော်ငါကတ်လိုက်စိုက်ကတော်တော်လေးကောင်းတာပေါ့နော်ခိုင်တာပေါ့စိုက်က တချို့လည်းအမှန် YouTube ကနေကြည့်ပြီးတော့အပေါက်လို့ဆိုပြီးအမှန်မဟုတ်ဘူးလာပြီးတယ်ကျွန်တော်စီအခုလည်းကျွန်တော်ဖော်မွေးတင်ပေးပါမယ်ပြီးခဲ့တဲ့ပွဲကကျွန်တော်ဖော်မွေးအောင်သားလို့ဒီပွဲကတော့မြင်သာတယ်ပေါ့ဗျာသုံးကတ်ဆိုင်နဲ့ဖော်မွေးလေးတင်ပေါ့နော်ဖော်မွေးတင်ပေးမယ်အဟဲအဟဲမင်္ဂလာပါဗျာ ူကျူကနေကြီးတဲ့လူတွေကိုပေါက်ကြပါတယ်မှတ်ထားတာပေါ့နော်တကွက်တဲ့ထိုးကျင်တဲ့လူတွေကျွန်တော်အဲ့လိုနဲ့ပြောတယ်တကွက်ကောင်းကြိုက်တဲ့သူတွေဆိုပြီးတော့ပြောတယ်ဒီဘက်တကွက်ဖော်မွေးအဲ့မှာမွေးဆိုပြီးရှစ်ပိုးလေးပေါက်ကြပါတယ်ဒီလိုင်းလေးလေးကိုရှစ်တရွဲနဲ့ဖော်မွေးဆိုပြီးတော့အဲအဲလင်းနောက်ပိုင်းနဲ့၃ညပြိတ်ကြံနေနော်ကျွန်တော်အဲကွာကိုလင်းနောက်ပိုင်းနဲ့၃ညပြိတ် ဟိုအမြဲဆွဲကနန်းအောင်ဆွဲထုတ်တဲ့လူကအဲဒီ line တွေတော်တော်လေးကောင်းတယ်နော်ဒီ line ကနေအများကြီးလောက်ပါတယ်အလုပ်တွေအများကြီးလောက်တယ်ကျွန်တော်ပြောဖို့တွေကိုအများကြီးရှိသေးတယ်ဒီထဲမှာနေလေဒီထဲမှာနေပြောဖို့တွေအများကြီးဒီထဲမှာ तू ကဒီ shift နှစ်မှာမကြောက်ပြဒီနှစ်ထဲမှာ तू က break ခွန်ပြန်ကြရတယ်ဗျာမာသုံးလုံးနေ तू ပြန်ကြပုံစံနဲ့ဆော့တယ်ဗျာမာသုံးလုံးဆိုတော့ဒီကောင်ကိုနောက်နှစ်ကူးသွားရတဲ့ပုံနော်တို့ပေမဲ့ဟို break ခွန်ပြန်ကြပဲအတွက်ဒီမှာ break ခွန်ပြန်ကြတယ်ဒီ shift နှစ်မှာ तू မကြခဲ့ဘူး break ခွန်ပြန်ကြတယ် ပြန်ကြရဲသူကဒီမှာ break ခုံဒီနှစ်မှာလည်းပြန်ကြရတယ် break ခုံပြန်ကြရတယ် break ခုံပြန်ကြရတယ် break ခုံပြန်ကြရတယ်ဒီမိနစ်မှာ break ခုံတွေကတန်းစီထွက်လာတယ်နော်ထွက်လာတဲ့အတွက်ကြောင့်အဲ့ break ခုံတွေလည်းပြန်ကြအောင်ကျွန်တော်တို့ကချောင်းရမှာဖြစ်တယ်လို့အားတော့မြင်သားသွားပြီပြန်နော် break ခုံပြန်ကြရတယ်နည်းနည်းတော့စဉ်းစားကြည့်ရပေါ့နောက်တစ်ခုကပြောချင်တာကသူကဒီတုံညာခါရဲ့အပေါ်ကကနန်းပြန်ကြတုံညာခါရဲ့အပေါ်ကကနန်းအဲ့ဒီထဲမှာပြန်ကြတယ်ပြန်တော့အဲ့ဒီနေထဲမှာပဲတုံညာခါရဲ့အပေါ်ကကနန်းပြန်ကြတယ် အဲ့တော့ဒီတလုံးထောက်လေးနဲ့ဆိုကောင်းတယ်ပေါ့နော်။၃၃ညခါရဲ့အပေါ်က၃ညခါရဲ့အပေါ်က၉၃ညခုပြန်ကြခဲ့တာအဲ့ဒီနှစ်မှာလေ။အဲ့လဲဆိုရင်လည်းနည်းနည်းလေးကောင်းတယ်။အဲ့တော့အဲ့ဒီဒီနှစ်ထဲမှာလည်း၃ညခါရဲ့အပေါ်ကဒီငါ၃၉ငါပြန်ကြခဲ့တယ်။အခုဒီနှစ်ထဲမှာဆိုရင်လည်းသူက၃ညခါရဲ့အပေါ်ကဆိုရင်နှစ်ဦးခွန်ခွန်၉ရှိတယ်ဗျာ။ဟုတ်လား။နှစ်ဦးခွန်ခွန်၉လည်းရှိတယ်။အဲ့တဘောတရားပေါ့နော်။နှစ်ဦးခွန်ခွန်၉လည်းရှိတယ်။၃ညခါရဲ့အပေါ်ကလည်းငါကက်စီကြီးကတော့ပုံမွေးပုံစံနဲ့ကောင်းတယ်။အဲ့တော့ အခုဒါကတော့ကျွန်တော် Facebook ကငယ်တွေးအောင်အောင်ပါเนาะကျွန်တော်ကတော့ live မို့2020ကလည်းစတက်လာတာအောင်အောင်နေပဲနောက်ပိုင်းကအောင်အောင်နေရအကောင့်နေရများလာတော့ပေါ့เนาะကိုကပဲရှောင်ပီးလိုက်တဲ့ပုံစံဖြစ်သွားတာပေါ့အဲ့လိုမျိုးကိုတက်တုန်းကတော့မတွေးပါဘူးအောင်အောင်ဆိုတာအကောင့်နေရများလာတယ်ပေါ့เนาะအဲ့တော့လူတွေလွဲပြီးတော့အကောင့်နေရိုက်ရှာကြတယ်အဲ့လိုတွေဖြစ်ကုန်တာ ဲ့တော့ကျွန်တော် YouTube channel ရဲ့ညီကိုလေးလည်းဒီဟာလေးတင်ပေးပါနော်ကျွန်တော် Facebook account အောင်ဆိုလို့ရင်အလွယ်တကူပဲအောင်ချလိုက်တော့အောင်နေမှားကုန်အဲအဲ့လိုမျိုးနေမှားကုန်တော့ကြတော့ member အဖွဲ့ဝင်တော့ကြတော့မဟုတ်တော့တချို့ကြတော့နားမလဲဘူးနားမလဲတော့ကိုယ်လာပြောတာရှိတယ်ပေါ့နော်အဲ့တော့ဒါလေးကကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတော့ဒါကဆရာအများစုလိုက်ခဲ့တာပဲ6 90တခြား line တွေနေပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာကိုယ်တိုင်ရခဲ့တဲ့ဝင်လေးပေါ့ဗျာနှစ်ကက်စီးတွေနဲ့ နှီးဥမှာတင်ငါကိုသုံးကတ်ရှိရေပေါ့နော်နှီးဥမှာတင်ငါကိုသုံးကတ်ရှိလို့သူကအဲ့ဒီနှစ်ထဲမှာတထိတ်နဲ့တည်ခဲ့လို့သူက24ချိန်မှာသူကတထိတ်နဲ့ကစားသွားတယ်တထိတ်နဲ့ကစားသွားတယ်ငါးဘူးလေးလည်းအကျွေးကြံတယ်နော်အဲ့ဒီလိုတထိတ်နဲ့ကစားသွားတယ်ဒီကစားခွက်ထဲမှာပြောမယ်ဆိုရင်တော့အများကြီးပဲဗျအများကြီးပဲကိုနှီးဥမှာတင်ငါကိုထွက်လို့သူက နှစ်ကပ်မှာတော့တစ်ထိတ်နေတကယ်လို့သုံးကပ်ရှိတယ်ကလင်နာမှာသုံးကပ်ရှိတာ ਨੇ तू ကတင်ငါကိုဆိုတော့ तू ကဗရိငါဗရိငါဖြစ်လို့သူ့ရဲ့နောင်နဲ့ထဲမှာငါးပါဝါသုံးညအဲ့ဒီသုံးညကလည်းကနန်းနောင်နဲ့ထဲမှာလိုက်ဖြစ်တယ်ဘယ်လိုဖြစ်လဲဆိုတော့သူ့ရဲ့ဒီနောက်တွဲက14ရှိလို့ तू ကဒီနေရာမှာဗရိ6ထည့်လိုက်တာဗရိ6ထည့်လိုက်တာအဲ့ဒီဗရိ6အသေးနဲ့ပဲထည့်တာဒီ14နဲ့ဒီကောင်နဲ့ပေါင်းတော့ तू က20 တုံညပေါ့ဗျာနော်တုံညပဲပြောလိုက်တော့မှာတုံညဂတိကနန်း၅လုံးပေါင်းချင်းတုံညလို့လေပုံစံတူသူကလိုက်ကစားခဲ့တယ်အဲ့လိုမျိုးသူလိုက်ကစားခဲ့တယ်လိုက်ကစားခဲ့ပြီးတာနဲ့အဲ့ဒီဒီနေရာမှာကစားတဲ့ကနန်းဟာသူ့ရှင်းနေသေးကကနန်းဖြစ်တာကနန်းဖြစ်တာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒုတိယကတ်မှာလဲဒီမှာနှစ်ဦးမှာတင်္ဃာကိုဆိုပြီးမှတစ်တစ်ထိတ်နဲ့တဲခဲ့ပြီတဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်သူက တင်္ဃာကိုပတ်လေပေါ့နော်အဲ့လိုဖြစ်တာနဲ့သူကဒီတစ်ထိတ်နဲ့တဲခဲလို့24ချိန်မှလည်းသူကတစ်ထိတ်နဲ့ပဲကစားသွားတာအဲ့လိုကစားပြီးတာနဲ့သူကတခြားဟာတွေပြောမယ်ဆိုအများကြီးနော်သူ့ရဲ့နောက်နှစ်ထဲမှာငါးပါဝါတုံညဆိုပြီးတော့ဒီကနန်းငါးလုံးပေါင်းချင်းတုံညဆိုပြီးသူကပြေးချသွားတာကနန်းငါးလုံးပေါင်းချင်းတုံညဆိုပြီးတော့သူပြေးချသွားတယ်အဲ့ဒီကနန်းကဒီမှာနောက်ပေါင်းကိုနောက်နှလုံးပေါင်းကို၈ကအသေးမလို့ ဒီကောင်ကိုပရိသတ်နှစ်ဝင်ပြီးတော့20ပုံသေးနဲ့သူကစားတာ။တုံည20ပုံသေးနဲ့ကစားတယ်။အဲ့ဒီလိုဖြစ်တာနဲ့သူရဲ့နောက်နေ့အဲ့ဒီကဏ္ဍဟာသူ၈နှစ်ထဲက12ကြိမ်ကဏ္ဍဆိုပြီးကျွန်တော်ဒီနေရာမှာမန်ပါပါော်စာရုံမှုကဏ္ဍရောအောင်ခဲ့တာ။မန်ပါမှာလည်းပါအော်အောင်ခဲ့တာဒီမှာနော်။မန်ပါလေးအချီကြီးပေါ့။ကျွန်တော်လည်းအဲ့မှာမုံဘိုးတွေကိုမန်ပါပေးတဲ့မုံဘိုးတွေကိုမနေဘူးရတာပေါ့နော်။အဲ့တော့ဒီမှာလည်းဒုတိယကတ်မှာလည်းသူကဒီနှစ်ဦးမှာတင်္ဃာကိုထွက်တော့ ီမှာ၅ထိတ်နဲ့တည်ခဲ့လို့သူက24ချိန်မှလည်းသူက၅ထိတ်နဲ့ပဲကစားသွားတာဒါဒီ၅ထိတ်တွေလည်းကျွန်တော်မကြခင်ရတဲ့ဂျူးပြောတယ်နော်ဒါကအဲ့တော့မင်္ဂလာပါကိုနိုင်မူတော့မင်္ဂလာပါနော်အဲ့တော့သူကအဲ့လိုငါးတိကိုဦးတွေကသူကပရိင်းးနေဖြစ်လို့သူ့ရဲ့နောင်းနေထဲမှာကျွန်တော်တို့ကဒီ72ကြိမ်ကဏ္ဍကိုဒီနှလုံးပေါင်း9နေရာမှာသုံးကပ်ဆိုတော့သူသဘောတဲ့ဒီနေရာမှာဆိုပြီးတော့ကျွန်တော်တို့ချောင်းခဲ့တာပေါ့ဗျာနော်တခြားစရာတွေလည်းဒီ6စုံညာငါးတခြား site တွေနဲ့မွေးကဏ္ဍတင်ကြရပါတယ် ချောင်းခဲ့ကြတယ်သို့ပေမဲ့ तू မပေးဘူးဘလို့ပြီးတော့သုံးကတ်ဆိုတော့ तू မြင်တာလှဲ့စားတဲ့သဘောပဲသူဒီငါးပရိတ်ဖြစ်လို့သူ့ရဲ့နောက်နှစ်ထဲမှာသူ့နှစ်ထဲကနောက်တွဲနဲ့ပေါင်ခြင်းပုံရမှတ်သက်20မှတ်သက်ဆိုပြီးတော့20ဖြစ်ချင်းနဲ့ तू ကဒီမှာနောက်ပေါင်းသုံးရှိလို့ဒီနေရာမှာပရိတ်ဆက်ခွန်ဝင်ပြီးမှပုံညာ၃ချက် तू ကစော့တာနှစ်ဥပရိတ်ငါး နှစ်ဦးတင်ငါကိုဗရိင်ငါသုံးချက်ကိုသူကတစ်ထိတ်နဲ့တယ်လို့24ချိန်တစ်ထိတ်ဟုတ်လားဟိုမှာလည်းတစ်ထိတ်နဲ့တယ်လို့24ချိန်တစ်ထိတ်တတိယကမှာကျတော့9ထိတ်နဲ့တယ်လို့24ချိန်မှာ9ထိတ်အဲအဲ့လိုပုံစံတူကစားပြင်းတယ်သူရဲ့နောက်နှစ်ထက်မှဒီလိုပုံစံတူကဏ္ဍ9လုံးအဲသူနှစ်ထက်ကနောက်တွဲနဲ့နောက်နှစ်ထက်မှကဏ္ဍတစ်ကွက်ဟာဗရိတ်ဟာကဏ္ဍ9လုံးပေါင်းချင်း3ညကဏ္ဍ9လုံးပေါင်းချင်းဒီမှာနောက်ပေါင်းသုံးရှိလို့ဗရိတ်ဆက်ခွန်ဝင်ပြီးတော့သူက3ညဟိုဒီလိုပဲပြောလိုက်ရင်လေရတယ် နော်ဒါသုံးကတ်ဆိုင်အရာကဒီလိုပြောလိုက်ရင်လည်းရတယ်သို့ပေမဲ့ကျွန်တော်အတွေ့အလေးကိုကျွန်တော်ပြောပြတာနော်ကျွန်တော်တွေးရစနစ်ကလေးတိုင်းကျွန်တော်ကပြောပြတာတချို့ကြတော့ဒါမျိုးလိုက်ကလန့်ပြီးတော့ဟိုဟာမျိုးတွေရှိရယ်ပေါ့နော် Facebook မှာတော့မတွေ့ရပါဘူး Facebook မှာတွေ့ရင်လည်းကျွန်တော်ကတန်ဘန်းတာဘူးနော်ဘလော့တာ YouTube တွေမှာကြတော့တချို့ကြတော့နားမလဲတော့ပြောတယ်ဒါကကျွန်တော်အတွေ့ 3D ဆိုတာကကလေးတောင်တွက်လို့ရတယ်ဆိုတော့ကျွန်တော်အမြဲတမ်းပြောတယ်ဟောတွက်နီးတစ်ထောင်ရှိတယ်ကြိုက်တယ်လို့တွက်တွက်လို့ရတယ်မထွက်ဘူးလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ ကျွန်တော်ယူဆလိုက်တာကတကယ်တမ်းလို့ဆိုရင်ဒီနေရာမှာထွက်တဲ့ကဏ္ဍဟာသူ့ရှေ့မှာထွက်ခဲ့ရမယ်သူ့ရှေ့မှာထွက်ခဲ့ရမယ်เนาะဒီ20လို့၃ညလို့ဖြစ်ချင်းမသက်ကဏ္ဍငါးလုံးပေါင်းချင်း၃ညလို့ဖြစ်တဲ့ကစားကွက်ရဲ့ဒီနေရာမှာကြမဲ့ကဏ္ဍဟာသူ့ရှေ့မှာထွက်ခဲ့ရတယ်ဆိုလို့ပုံစံပြန်ကြလို့လည်းယူလို့ရတယ်တကယ်တမ်းကဒီကောင်ကနေကျွန်တော်စက်ကလင်နာပုံစံနေ24ချိန်ကိုတစ်နှစ်စုံနဲ့တွက်တယ်ဆိုရင်ကျွန်တော်က သူ့မှာခူးဆုံးလိုက်တွက်တာမျိုးလဲတွက်နည်းရှိသလိုသူကကလင်နာဆက်ကလင်နာနဲ့24ချိန်အတွင်းတနည်းစနစ်တွေလဲကလင်နာမှာစော့တာပဲတွက်နည်းတစ်ထောင်ဆိုမှာတော့အဲ့တော့ဒီကောင်ဟာနောက်နှစ်ထဲမှာဒီလိုတွက်နည်းကအများစုဘယ်သူမှလိုက်မတွက်လို့မတွေးလို့ကျွန်တော်ကလိုက်တွေးတာဘာမှမဆိုတော့ဟိုကနန်းဆိုတာဟောတဲ့ကနန်းတော့မထွက်ဘူးကိုဟောဘူးလားအဲ့တော့ကျွန်တော်ကဒီလိုမျိုးကိုလိုက်ပြီးတော့တွေးတာသဘောလဲကြတယ်အများဟိုဒီလိုမျိုးတွေးတာကလည်း ကိုလောက်ပဲတွေးတယ်ဆိုတဲ့ပုံစံပဲတွေးဘူးတာပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့နောက်နှစ်ထဲမှာ24ချိန်ကဒီနေရာမှာမပြေတာအဲ့ဒီတော့ပြန်ကြအဖြစ်နဲ့လည်းပြောလို့ရတယ်နော်မကြခင်ထွက်ထားတယ်ပေါ့ဗျာကျွန်တော်တွေးတာကတော့ပြန်ကြအဖြစ်နဲ့လည်းပြောလို့ရတယ်နှစ်ဦးမှတင်္ဃာကိုထွက်လို့သူကတစ်ထိတ်နဲ့တကယ်လို့24ချိန်မှာတစ်ထိတ်နဲ့ကစားခဲ့တယ်ကစားကွက်ကကစားခဲ့တဲ့ကြောင့်သူ့ရဲ့နောက်နှစ်ထဲမှာနှစ်ဦးတင်္ဃာကိုက9ပြိတ်ဖြစ်လို့9ပါကတုံညဆိုပြီးဒီလိုကဏ္ဍ9လုံးပေါင်းရင်သူ့နောက်နှစ်ထဲမှာဖြစ်ရမှာ20တုံညအဲ့ဒီကဏ္ဍဟာသူက ဟိုသူရှင်းနေသေးရပေါ့ဗျာပြန်ကြလို့လည်းတွက်လို့ရပေါ့နှစ်ခါထွက်ခဏန်းပုံစံမျိုးလည်းတွက်လို့ရတာပေါ့ဟုတ်လားဟုတ်လားသူသူ့ရဲ့အပေါ်မှာနှစ်ကြိမ်ကြော်လိုက်ရင်သူရှင်းနေသေးရောက်သွားပြီဟုတ်ဟုတ်လားအဲနှစ်ကြိမ်ကြော်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကလည်းနှစ်ဦးမှတစ်ချိန်တင်ငါးခုထွက်လို့တစ်ထိန်နဲ့ကစားလို့24ကြိမ်သူတစ်ထိန်နဲ့ကစားသွားခဲ့တယ်ကစားသွားနေတဲ့သူကငါးပရိဖြစ်လို့တင်ငါးခုတွေကငါးပါဝါတုံညဆိုပြီးခဏန်းငါးလုံးပေါင်းချင်းဒီလိုနောက်ပေါင်းရှင်းနေဒီမှာပရိနဲ့ပေါင်းတော့7နှစ်နဲ့ပေါင်းတော့ တုံရပဲအဲအဲ့ဒီကဏ္ဍကလည်းသူက၈နှစ်ချင်းဆက်နှစ်ချင်းကဏ္ဍနှစ်ကစီးမှာစော်ရဲဆိုတာအဲကြောင့်မလို့ကျွန်တော်တို့ကနှစ်ကတ်တွေနဲ့လိုက်တာပေါ့နော်အဲ့ဒါလိုပဲဆွမ်းလာလို့တွေးသလိုပဲအဲ့ဒါဆိုရင်တတိယကတ်ငါးတိကိုမှလည်းသုံးကတ်ဆိုတော့ तू ကလှဲစားပြီပေါ့ဗျာလှဲစားပြီဆိုတော့ကြတော့ तू ကသူ့ရဲ့နောက်နေ့ထဲမှာဆိုတော့နှစ်ကတ်မှာတော့ဒီမှာကိုခွန်နောက်တွဲရဲ့နောက်တော့ကိုခွန်နောက်တွဲရဲ့အောက် तू ဟိုမူရီကိုဖွဲ့ထုတ်ပြစ်တာသုံးကတ်မှာကြတော့ तू ကဖော်မွေးပုံစံဖြစ်နေတယ်ပဲဒီမှာဒီနေရာမှာလာဖြစ်တာနောက်ပေါင်းသုံးရှိလို့ဒီနေရာမှာပြိဿခုံဝင်တာအဲ့ဒီကောင်ကလည်း तू က तू ပြန်ကြလို့ပဲနှစ်ပင်ကျော်လိုက်ရင်ဆိုရင်ဒီမှာလေဟုတ်လားအဲ့တော့ तू อ่ะဒီအပေါ်အဝေးရကဏ္ဍလာကြတော့ဟိုအကျဉ်းနဲ့တွက်လိုက်တယ်ဆိုရင်စနစ်က24ကျိန်တစ်နှစ်နဲ့တွက်တယ်ဆိုရင်ဒီကောင်လည်းပြန်ကြပုံစံတွက်လို့ရတယ်လို့ဒီလေးတခုကလည်းဒီနေရာမှာ20ပြန်ကြပုံစံနဲ့တွက်လို့ရတယ်ဒီကောင်ကလည်း20ဖြစ်ချင်းကလည်းပြန်ကြပုံစံနဲ့တွက်လို့ရတယ်သုံးကဆိုတော့လှည့်စားတာသူ့ရဲ့တဘာဝပဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကစတွေးမှာအဲ့ဒီတုံညာဖြစ်ချင်းနေကြောင်း ဒီနေ့ဦးတင်ငါကိုထွက်တဲ့နောက်နှစ်ထဲကပထမဆုံးစကြတဲ့ခါတော်သုံးလုံးတုံညနေ့ဦးတင်ငါကိုကဗရင်ငါဖြစ်လို့ငါပါဝါနောက်နှစ်မှာခါတော်သုံးလုံးတုံညဒီမှာလဲ20လေးသူဆော့ခဲ့ပြီနော်တုံညတွေကိုသူလက်ဆင့်ကဆော့ခဲ့တဲ့သဘောအဲ့တော့ဒီတေးဦးတင်ငါကိုထွက်လို့သူ့ရဲ့နောက်နှစ်ထဲမှာအရင်ဆုံးခါတော်သုံးလုံးတုံညလို့ဖြစ်တဲ့အောက်ကကနန်းဟာနောက်နှစ်ထွက် နောက်နေ့ဒီလိုစောင်းရိုက်တယ်နော်စောင်းတက်ရိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာမြေဦးတင်ငါကိုထွက်လို့သူကနောက်နေ့ထဲမှာကဏ္ဍငါးလုံးပေါက်ဒီလိုတုံညာတွေဖြစ်သွားပြီဖြစ်သွားရတယ်သူ့ရဲ့နောက်နေ့ထဲမှာပထမအဆုံးစကြတဲ့ခါးထောင်သုံးလုံးတုံညာလို့ထောင်လိုက်တဲ့ဟင်ခဏလေးနော်ခါထောင်၃လုံးသူကတုံညလို့ထောင်လိုက်တဲ့အနန်း ုံတုံညာသုံးဆိုတော့ခါထောင်သုံးလုံးတုံညာလေဒီမှာတစ်တစ်အဲဟလာခါထောင်သုံးလုံးတုံညာမဖြစ်ဘူးပေါ့ဗျာเนาะဒီမှာအရင်ဆုံးစဖြစ်တဲ့ခါထောင်သုံးလုံးတုံညာဆိုတဲ့ကဏ္ဍနေ့အောက်ဆုံးကဏ္ဍဟာနောက်နှစ်ကိုဒီလိုစောင်းရိုက်ထွက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ9တိ9ကလည်းသူကနောက်နှစ်ထဲမှာဒီကဏ္ဍ9လုံးပေါင်းကို3ညဖြစ်ချင်းနေတဲ့သူကစားသွားတဲ့အတွက်အဲ့ဒီကနှစ်ထဲမှာပထမအဦးဆုံးစကြတဲ့ခါထောင်3လုံး3ညဆိုတာကဒီမှာစကြတာဗျာ 3ည2 8ဒီမှာတော့30ဒီနဲ့ကြီးပဲကစားထားရတယ်เนาะ3ည2 8ဆိုတော့ဒီ4 8တဲ့ဟာဒီကိုတက်ရိုက်မလားဒါ4 8တဲ့เนาะ4 8တဲ့အာဖော်မွေးဒီအချိန်မှာ4 8တဲ့မထွက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်က4 8ကိုလေးကိုဝိုင်းချင်းကြိုက်လို့เนาะ4 8တဲ့ကိုဘာကြောင့်လဲဆိုတော့ ဟိုတပေါ်တရားကတော့ပြောလိုက်မယ်ဗျာဟိုဒီတုံညလို့လည်းယူဆလို့ရတယ်လို့တော့ तू လှဲစားသွားရင်ဒီတင်ငါကိုထွက်လို့ तू ဟာပရိငါဖြစ်လို့ငါးနှစ်ခါသုံးခါနဲ့ကနန်းလို့လည်းယူဆလို့ရတယ်နောက်နှစ်မှဒီလိုစောင်းတဲ့ရိုက်တော့မဟုတ်နောက်နှစ်ထွက်အဲဒါဆိုရင်ကျွန်တော်ကဒီတင်ငါကိုထွက်လို့ငါးနှစ်ခါသုံးခါနဲ့သုံးခါနဲ့ဆိုစကြတဲ့သုံးခါလဲခေါ်လို့ရတယ်ဒီမှာသုံးခါသုံးခါနဲ့ကနန်းကဒီမှာထွက်ဆိုရင် ဒီနှစ်ထဲမှာ၃ခါနဲ့ကနာဒီကနာရှိတာ336ခုတနေ့ရတယ်ကျွန်တော် live show မှာ336ပြခဲ့ဘူးတဲ့နော်336ပြခဲ့ဘူးတဲ့ဟာဒီကနန်းကများဒီနေရာထဲမလားသို့မဟုတ်ဒီလိုဇောင်းတက်ရိုက်မလားကျွန်တော်ပြောချင်တာတော့ဟော်မွေးပေါ့ဗျာတကွက်တပတ်တစ်ခါဒီကနန်းဒီနေ့ဦးတင်ငါကိုမှတထိတ်တည်းကြာ24ချိန်တထိတ်နဲ့ကစားကွက်မှာကသူ့ရဲ့နောက်နေ့ထဲမှာကနန်းကဒီလိုမျိုးဇောင်းတက်ရိုက် နှစ်ဦးမှာတင်္ကာကိုထွက်လို့တစ်ထိတ်နဲ့ကစားခဲ့လို့သူ့ရဲ့နောက်နေထဲကကနန်းတကွက်ဟာဒီလိုစောင်းတဲ့ရပုံခါးတွေနော်ခါးထောင်သုံးလုံးပုံရယူမလားသုံးခါးယူမလားသုံးပါဝါဒီမှာကလည်းရှစ်ခါးတော့ဝင်လာလားကျွန်တော်ပြောတယ်သုံးကတ်တွေရောက်ရင်ဖြစ်သွားတာအဲ့တော့နှစ်ဦးမှာတင်္ကာကိုက၅နှစ်၅ထိတ်နဲ့တည်ခဲ့လို့24ချိန်မှာ၅ထိတ်နဲ့သူဆုံးသွားတယ်ဆုံးခဲ့တယ်ဆုံးခဲ့တဲ့အတွက်သူ့ရဲ့နောက်နေထဲကကနန်းတကွက်ဟာဒီလိုစောင်းတဲ့ရဆိုရင်နော်ဒါ၄၈တိဒီနေရာမှာ လေးရှိတအားပေါ့ဗျာနော်လေးရှိတအားအဲ့ဒါဆိုကျွန်တော်တို့ကဟိုလေးရှိတကိုကျွန်တော်ပြောလိုက်ပြီပေါ့နော်ဒါလေးရှိတလေးရှိတဆိုရင်ဖော်မွေးပေါ့နော်ဒါမှဟိုဒီနေရာမှာမှလေးရှိတမထွက်ခဲ့ဘူးဆိုရင်တော့ဒီ site ကိုကြည့်ပြီးတော့သုံးခန်းနဲ့ကဏ္ဍကပဲနောက်နှစ်ကိုလိုက်ထွက်မလားသုံးခန်းဆိုတော့ဒီလိုမရိုက်တော့ဘဲနဲ့ပေါ့ဗျာဒါမှမဟုတ်ရင်လောက်တတ်တယ်တော့ဘီအောင်လေးတင်ငါကိုထွက်လို့သူရဲ့နောက်နေထဲမှာဒီလိုဇောင်းတဲ့ရိုက်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  အဲ့ဒါလည်းဇောင်းတဲ့ရိုက်ဆိုရင်ဒီနေရာမှာထွဲဝမထင်တဲ့998ဒီနေရာမှာ116ဒီနေရာမှာ690ဒီနေရာမှာ993ဒီနေရာမှာ934ဒီမှာ933ဒီမှာ336ဒီနေရာမှာ341ဒီနေရာမှာ86ဟုတ်လားဖော်မွေးပေါ့ဗျာကျွန်တော်ဒီနေရာမှာဆို481ဖော်မွေးကျွန်တော်ရေးပေးခင်မယ်ဗျာနော်ဖော်မွေးဟိုဓာတ်ပုံလေးရိုက်ယူတာကြိုက်တယ်ဆိုရင်ဓာတ်ပုံရိုက်ယူတာကျွန်တော်ကတော့ဒီနေရာမှာအသိတော့အကြိုက်တော့နေတယ်ပေါ့ဗျာဒါပေမဲ့ဓာတ်ပုံလေးရိုက်ယူတာအာပဲနော်အာ၄ပဲနော်အာ၄ပဲ ကျွန်တော်အားလို့ပြောတယ်နော်နောက်ပြီးကြမှဟိုကဖြစ်မှာဆိုလို့690ခဏလေးနော်ကျွန်တော်ကဏ္ဍရေးနေတယ်593 934အားထုတ်နော်ကျွန်တော်လောလောဆယ်အထိုင်လေးလည်းမယူရသေးဘူး933 933 336

တချို့ကြတော့ဟိုဘာပဲเนาะရိုးတယ်ဗျနော်တချို့ကြဖုန်းတော့ကောင်းကောင်းမကြည့်တတ်တော့ခဏရေးပြတာကိုပဲကြည့်ပြီးထိုးတတ်တော့ကိုကအဲ့ဒါကြောင့်မလို့ပါ ကဲအာနော်အာတို့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကဒီမှာဇောင်းတက်ရိုက်ပေါ့ဗျာသူလားဟာလားဒီနေရာမှာဆိုရင်ဒီကနန်းဒီလိုဇောင်းတက်ရိုက်ဒီနေရာမှာဆိုရင်ဒီကနန်းဇောင်းတက်ရိုက်ဟာလားဒီလိုပေါ့ဗျာနော်ဒီလိုဒီလိုဒီလိုလေးပေါ့နော်ဒီလိုဇောင်းတက်ရိုက်အဲဒီလိုကသဘောတရားကိုရှင်းပြခဲ့တာနော်ကျွန်တော်ဒီမှာဆိုခုန်ခုန်ကိုပေါ့เนาะအဲ့တော့ စကရင်ရှော့လေးရိုက်ယူထားမယ်နော်စကရင်ရှော့လေးဒီလို site ကိုကြိုက်တဲ့လူကစကရင်ရှော့ရိုက်ယူထားမယ်နော်အာနော်အာကိုကကိုအဲ့ဒီတပတ်တစ်ခါထိုးရင်ကိုကကိုတခြားစရာတွေကျွန်တော်လည်းအပတ်တိုင်းလိုက်ညွှန်နေမှာပဲတခြားစရာတွေထိုးတာနေနဲ့ရှစ်ကိုးတွင်းကမှဒီကျွန်တော်တို့အောင်းသွားပြီလေဗျာဒီမှာကိုရှစ်ကိုးလေးမှာဒဲကြီးအောင်းသွားခဲ့တယ်လေကျွန်တော်ဒီမှာ၄ချိန်မှာရေးပေးထားတယ်တွေ့ဘူးလားတကွက်ကောင်းကြိုက်တဲ့လူတွေဟမ်းပါပရိနှမျိုးပေါင်း၉ဆိုပြီးဒီနေရာမှာ၉ရှစ်ကိုပရိနှမျိုးပေါင်း၉ဖြစ်ဖို့အတွက်၄ထဲဆိုပြီးဟောဒီမှာကျွန်တော်ဒီမှာ၉ရှစ်တွေတစ်ခါ တပတ်တစ်ခါဖော်မွေးဆိုပြီးညီမတင်းထားတာတွေ့ဘူးလားတွေ့ဘူးလားဟမ်ငါးကက်စီပဲเนาะအဲ့တော့ဆိုက်ကနည်းနည်းတယ်အဲ့တော့ကျွန်တော်ဒီမှာအောင်းသွားခဲ့ပြီလေအဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒါကတော့သုံးကက်လိုင်းလေးပေါ့ဗျာเนาะအကြိုက်တော့နည်းနည်းလေးတော့တအားဟိုယုံကြည်ပြီးတော့မလုပ်စေချင်ဘူးမလုပ်စေချင်ဘူးကတုံးကတ်ကြတော့ကျွန်တော်ကတိတ်တော့မကြိုက်ဘူး။ဘာဖြစ်လို့လဲဆိုရင်ဖော်မွေးရတာပေးရင်လည်းပေးသွားနိုင်တယ်။စိုက်ကရှိပြီးသားလေ။တချို့လူဒီလိုမျိုးပေးတာကြီးလည်းအများကြီးရှိရှိတယ်။ လင်နာမှာတို့မဲ့သူလှည့်စားမှာက၃ခါနဲ့ကဏ္ဍဆိုရင်လေသူကဒီလိုမရိုက်ဖဲနဲ့ရိုက်ချင်းလဲရိုက်သွားနိုင်တယ်လို့မရိုက်ဖဲနဲ့ကျန်တဲ့အချိန်တွေမှာဒီ336ကြီးကလိုက်ထွက်သွားနိုင်တယ်ဟိုတနေ့ရပဲကျွန်တော်336ကြီးကိုဒီ၈ကိုလေးအောင်တဲ့အဆက်ကကျွန်တော်ပြောခဲ့ဘူးလေဟိုနော်အဲ့တော့ဒီမှာ48ဒီနေရာမှာဆိုဒီမှာ968ပေါ့ဗျာ screen shot လေးရိုက်ယူထားလိုက်တော့နော် screen shot ရိုက်ယူပြီးရင်ကြည့်ပေါ့ကိုကိုချင်းချင်းနော်